မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလမေတာညွှန်ကြားမှုအစည်းဌာနမှ2025ခုနှစ်မတ်လ18ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်နဲ့ရန်ကုန်မြို့တော်မှာ38ဒီဂရီဆက်စီရဲ့69ဒီဂရီဖာရန်ဟိုက်စီနဲ့မန္တလေးမြို့မှာ41ဒီဂရီဆက်စီရဲ့106ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မူလဝတ္တဂျိုရူမှာဖယ်ရင်ရရှိတဲ့ပွင့်အရာကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တာမိုင်းတို့မှာ တိမ်သစ်တစ်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြို့ဝကျွန်းပေါ်ဒေသတွေမှာတိမ်ကင်းစင်သလောက်ရှိနေပြီးကြံဒေသတွေမှာတိမ်နှဲငယ်မှာတိမ်သစ်တစ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်မြမပင်လယ်ပြင်မှာလှိုင်းနေငယ်မှာလှိုင်းတင်တင်ရှိပါမယ်လှိုင်းမြမမြမကံယူရန်တရှောင်းနေကမ်းလွန်ပင်လယ်ပြင်တို့မှာ လေးပေမှာ6ပေကန်းရှိနိုင်ပါတယ်။နှက်ပြမွန်းတဲ့ချိန်အထိခက်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာကျကျနဲ့သကနရီသားကျက်ထပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတနေ့သားကြီးတို့မှာနေရာကွက်ကြားမိုတချုံရပါမယ်။ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊သကနရီသားကျအောက်ပိုင်းမန္တလေးတနေ့သားကြီးနဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာတိမ်သစ်တွေဖြစ်ထွန်းပြီးမကွေးတနေ့သားကြီး နေပြည်တော်ဘကိုးတိုင်းဒေသကြီးအေယံပြည်တိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာအများအပြားတိုက်ရပါမယ်နေပြည်တော်နဲ့နေတဝိုင်းမြက်ပြန်အတွက်မလို့ဝသားချင်းနေ ခမန်းကြမောင်းအများအပြားတိုက်ရပါမယ်အမြင့်ဆုံးမှုချိန်မှာ38ဒီဂရီဆက်စီယက်69ဒီဂရီဖာရန်ဟိုင်းနဲ့အနိုင်ဆုံးမှုချိန်မှာ23ဒီဂရီဆက်စီယက်83ဒီဂရီဖာရန်ဟိုင်းရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နေတဝိုင်းမြက်ပြန်အတွက်မလို့ဝသားချင်းနေ ခမန်းကြမောင်းလိမ့် အများအဖြစ်သားရပါမယ်အမြင့်ဆုံးမူချိန်မှာ38ဒီဂရီဆက်စီယံ100ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာလည်း23ဒီဂရီဆက်စီယံ83ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတဝိုင်းမြေပြန်တွင်မိုးလွတ်သားအခြေအနေခမန်းကြမှာတိမ်သင့်တင့်ဖြစ်ထွန်းပါမယ်အမြင့်ဆုံးမူချိန်မှာ58ဒီဂရီဆက်စီယံ106ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆက်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် နောက်နေ့ရက်အတွက်ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်၊စကနယ်ဒေသကြီးအထက်ပိုင်း၊ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာနေရာကွက်ကြောင်းမုတ်တကြုံရောနိုင်ပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။